အားလုံးပဲမင်္ဂလာပါဒီကနေ့ဖတ်ပြပေးမှာတော့ဇာယေသူတော်လာဆွေရဲ့ဇလံကောင်းတပုတ်ဖြစ်တဲ့ဥစိန်နာနဲ့တတိမဝိထုတုဇလံမင်းဖြစ်ပါတယ်ခန်းစားနာစင်ပေးပါအောင်ရှင်ဆရာဆရာဥစိန်နာကြီးရဲ့တေတော့မယ်ချင်တယ်သူ့အိမ်လေကားတည်းမှာလဲနေတာတွေ့ရတယ်အဖေကပန်းမင်တွေမြေတောင်မြောက်ပေးရနိုင်ဂျမောတကော ပြေးလာပြောနေသောမောင်ပွင့်ကိုမော်ချင်းမင်းကလည်းကြောက်တီးတောက်တဲ့ကိုစိန်နောက်အကောင်းပကတိကြီး လုံခဲ့တဲ့၃ရက်ကပဲငါစီကဝင်လာချေသွားသေးတာဘိမူးလုံးမင်းလဲနေတာဖြစ်ပါလိမ့်မယ်မဟုတ်ဘူးဆရာရဲ့ဝမ်းနေလဲသွားထားလိုက်တာရစရာမရှိဘူးညံ့ညံ့လာပါဆရာရဲ့ကျွန်တော်တွေ့တာတော့သူ့အသက်တောင်ကောင်းကောင်းမရှူနိုင်တော့ဘူးပါဇက်ကဟာစီဟာစီနဲ့ဤတွင်မှအဖြစ်သည်ထထဲပြီးတပည့်မောင်ပွေနဲ့အတူဥစိန်နာရှိရာရွာမြောက်ပိုင်းသို့တုတ်ချေတင်ကြတော်လေသည်ရောက်ပါပြီဥစိန်နာမှာကိုတပိုင်းကဇံမြေပေါ်၌ တပိုင်းကလေကားချစ်ပေါ်ဆောင်းဆောင်းကလေးတင်လျက်ထို့ကြောင့်အဖေကခေါင်းကိုမှမောင်မွေးကပေါင်နှချမ်းကိုကင်မြောက်၍ဇံပြေမုံကိုတက်တက်ဖြစ်အောင်ကျင်ကြရ၏ကျမတခုလုံးလဲမစင်းနေပလက်ပြင်းနေဟောင်းစော်ဟင်းနေဖြစ်ရလေကိုစိန်နိုင်ကိုလဲကြီးမန်ရှုမဲ့လူမရှိမှန်းတည်လျက်နဲ့ဒီလောက်တောင်ဖြစ်နေအောင်လားစောစောကကျွန်တော်ရှင်လာရောပေါ့အဖေဒီစိတ်မကောင်းဖြစ်ကြီးစွာဖြင့် ကပုံကရုပ်ပြေချရှုပ်ထွေးနေသောဥစိန်နိုင်ဆပင်ထွေးချီကိုလုံးထွေးချီနောင်ပင်ပြောနေစဉ်မောင်ပွင့်ရေဒုက္ခခလာ၍ဥစိန်နာပါဇက်ထဲသို့တစက်ချင်းချပင်းနေဤမောင်ဥစိန်နာသည်မျက်ခုံကိုလေးလံစွာအာယုဖွေ၍အာနံပန်းလျာသောအတံဖြင့်ကျုံလာဖို့ကြိုးစားပါသည်အိမ်မောင်ကအစင်မအခုဆရာတို့တွေ့တဲ့အချိန်မှာအယုံကြိုးပဲစနေတော့လာပါပဲပြောပြီးရေတိုက်ရန်ပြင်နေသော မောင်မွေးကိုမောကြီးက ညီပါစေတော့မောင်မွေရဲ့ကျုပ်သေးတော့မှာပါ။ဟိုဒီလိုလေးစိတ်မလျှော်ပါနဲ့ဗျာ။ gain မောင်မွေရွာလေးကဆေးရသားဆောင်ကိုတွားခေါ်စမ်း။မြ мян ပြန်လာခဲ့နော်။မောင်မွေသည်ဖေကားချက်မပြီးမစင်းတော့ပဲခပန်းမခုံချအထွက်ပြေးတော့ဤ။နှုတ်ဆိုင်နာဒီမချစ်ပြုံးပြလဲသူဤအေးချက်နေတော့လည်းဖြင့်အဖေကိုဆုပ်ပိုင်လျက်။ချုပ်ကိုချုပ်တိပါရဲ့ဗျာ။ဆေးရဒုက္ခမရှာပါနဲ့တော့။ချုပ်တက်တော့မှဆေးရကျေးဇူးတွေများလာပါပြီ။ ကျုပ်သွားရင်တော့ဖြစ်တတိမကိုဆရာယူရစ်ပါတော့တတိမကအရွယ်ရောက်လာရင်ရောက်ချပြီးကျုပ်အတွက်ကုသိုလ်ကောင်းမှုလေးပြုပေးပါဗျာကျုပ်တသက်တော်မှာတခါမှဌာနကောင်းမှုမပြုခဲ့ဘူးလို့ပါဆရာရင်အဖေကမော်ပယ်လို့တဖြစ်ဖိုလိုက်ဖိုလိုက်ဖြစ်နေတော့ဥစိန်နာပါဇက်သေးတော့ရေနှစက်များဆက်ချပေးလေရပွက်ခဲပွက်ခနဲဝမ်ကနှစက်ဇက်တိုင်းထွက်လာတဲ့ဖြစ်ဥစိန်နာကလက်ကပြလိုက်ရေမတိုက်နာပါနဲ့ဆရာရင်မရတော့ပါဘူး ိန်းစာမိန်းဝမ်းပါဝင်လမ်းဆုံးပါပဲခုနကကျွန်တော်ပြောတာလေးကိုသာအကူညီပါဟိုနေ့ကတတိမကိုကျွေးစရာမရှိတော့လို့ဆေးရစီလာပြီးငွေ50ချက်ချေတယ်အဲ့ဒီနေ့မှာပဲကျုပ်ဘိန်းစာနေရင်တတိမကိုကျွေးနိုင်တော့မှမဟုတ်ဘူးလို့ကျုပ်ဈေးဆုံးပြပြီးဘိန်းဖြတ်ပြလိုက်တယ်နောက်တနေ့ကစပြီးဘိန်းဝမ်းပောက်တော့တာ အခုတုံးတုံးလေးတိအထိပါပဲဆရာရင်သူကစကားဟောဟဲလိုက်နေတဲ့အမကဝမ်းကလေး ချက်ပွားပွားရောလေးအောင်မျက်နှာမှာပြန်နှံ့နှွေးပြန်လာလိမ့်ပြီ။ဟာကိုစိန်နာနေမြဘေးပြတ်နေဆိုတော့အခုလိုအရန်ဖြက်ရတာမှမဟုတ်တော့ဆရာနဲ့ဈေးဝါနဲ့လို့ရတာဗျတဲခတ်တာဟုတ်ဟိုအဖေကငင်းငင်းညူညူပြောနေစဉ်ဦးစိန်နာရင်ကောင်းနေမှဂလောဂလောဟူ၍နှစ်ချက်သုံးချက်မြည်ပြီးမေဒိုဆာပြုတ်လေတော့သည်။ရင်းရင်ချိန်မှာမောင်ပွင့်တယောက်တည်းအပြေးလွှားပြန်လာသည်ကိုအဖေမြင်ရသည် သို့တော့သူအသက်မမီတော့ပေ ဥစိန်နာသည်မေးတွင်တွင်ထိုးရင်းမှတို့ဤပစကတစုံတရာကိုရေရွတ်သည် အဖေတိတ်တိတ်ဆာဆာနားထောင်ကြည့်တော့တထင်းမတထင်းမဟုအတန်းထွက်သည်ထို့နောက်ပစက်တခြားဟားလိုက်ပြီးအသက်ပါသွားလေတော့၏အဖေစိတ်မချမ်းသာစွာတပြင်းကြီးချားလိုက်စဉ်မောင်ပွင့်မော်ကြီးပန်းကြီးအနားရောက်လာကဆရာသားသာမတွေ့ခဲ့ဘူးဆရာရဲ့အေးမတွေ့တာလည်းပြီးတာပဲကွာဦးစိန်နာလည်းသွားရှာပါပြီဟင်ဟုတ်လားဆရာကဲ မင်းတစ်ခေါက်ပြန်ပြီးထုံးစံရှိတဲ့အတိုင်းရွာထဲကိုဥစိန်သာဆုံးတဲ့အကြောင်းကြားခဲ့။ဘိန်းစားလူဆိုကြီးရဲ့လို့ဘသူမှမလားလဲမင်းနဲ့ငါနဲ့ပဲကျုံမြုံလေးကြတာပေါ့ကွာ။ဥစိန်သာတင်းကျုံပြီးတော့နေမှာပဲ။တတိမသည်အဖေ့အိမ်တို့ရောက်လာခဲ့သည်။ထိုစဉ်၌တတိမမှာလေးငါလာသမီးချွေပြုံသည်အမိတတ်ထားခဲ့သလိုဝါကီအမွေရောင်မှအနက်ခံတွေ့အဖြူချောင်းနှာခေါင်းတူတူနေရွက်ကုတ်ကုတ်ကလေးနဲ့ချစ်စရာကောင်း၏။ အချင်းကဂျပန်ခေတီအင်္ဂလိပ်ပြည်၍မြို့ပေါ်ရှိအစိုးရအမှုထမ်းများမှတည်င်းအမျိုးမျိုးကြောင့်ဂျပန်ကိုကြောက်နေရခြင်းဖြစ်၏အဖေတို့သည်လည်းနေရင်းဆွဲတောင်စီမြို့မှဆက်နမိုင်းကွာဒေါ်ရွာဒွေရတွင်ခိုအောင်နေရသည်ဒေါ်ရွာဒွေရဟုဆိုတော့လေရှည်ရင်းဆွဲသူများရွာတွင်မဟုတ်ပါတောင်သူရွာနှစ်ရွာကြားဝင်တစ်ပင်ပေါင်းမြင်များရှင်လို့ရကိုအိုဆိုလိုက်ဝါတဲ့ငယ်လေးများဆောက်လုပ်နေခြင်းဖြစ်ပါသည် ိုဒေတာကိုယခုမြောင်းမှန်းကြည့်မယ်ဆိုရင်တောင်ကြီးမြို့အတက်ဂါလန်တဝက်လောက်ရောက်သောအခါ၌မြင်ရသည့်ကြီးပြူခန့်အနည်းတွင်ဖြစ်ပါသည်အဖေတို့ရွာတရာအနည်းနဲ့ချောင်းတစ်ခုရှိရာများစွာသောလူတို့ကအနောက်ဘက်ကတွင် အဖေတို့ကတော့သူများထထူပြီးအရှိတ်ဘက်ကမှအိမ်တဆောင်တည်းစောင့်နေသည်အเจ้าမအဖေထွက်ဆသည်မှာလူများနေမိမိနှင့်စိတ်နေစိတ်ထားမတူသောလူများပါဝင်ပြီးရင်းလုံလူများနေ့ ဝဲချေတန်းစီရင်ကျေးတတ်မှုပြုကဟန်ဆောင်ဆက်ဆံ၍မနေလိုပေဒါကိုများစွာသောလူတွေကအဖေကလူကစားတအူးသည် နေတာမကြမင်းချမများတိုက်ခံရလိမ့်မယ်တခုခုခံရလိမ့်မယ်အစောကခံရလိမ့်မည်ဖြစ်ကြီးတူပြောချသည်အဖေကတော့ဘဒူးမှမဟုတ်ဘသူကဘာပြောပြောမှုငတေလုံးနေလိုက်သည်အဖေတွေအခြေတစ်ခုရှိသည်သူသည် လူများကအပေါင်းတင်မလို့ချင်း ကျေနာချင်းခံရသောလူစားမျိုးကိုရှာဖွေပြီးစိတ်ရောကိုယ်ပါပေါင်းတင်ဆက်ဆံတတ်သည်။သူရောက်လျာ၌တခုတည်းမင်းစားတို့နှင့်မိတ်ဆွေဖြစ်ကအိမ်တို့ဖိတ်ခေါ်ပြီး၎င်းတို့နှင့်ခြေဟောင်းနောက်ဖြင့်များကို စိတ်ပါဝင်စားစွာမင်းမြန်နားထောင်တတ်သည်။သူတို့၏ပြဿနာများကိုလည်းတတ်နိုင်သလောက်အကြံဉာဏ်ပေးသည်ဖြစ်စေ၊ကိုတိလက်လျောက်ဆောင်ရွက်သည်ဖြစ်စေ၊ကိုနီးတတ်သည်။အဖေပြောလေရှိသည် ူစုတခုတွေကအများအပြားသူတို့ဘဝအမြင်ကိုပြောတတ်တယ်ကွ။အေးလူကောင်းသူကောင်းဆိုတဲ့လူတွေကြတော့အများအပြားမဟုတ်မမှန်တာနေနဲ့ကြောဝါတတ်တယ်ကွ။ဒါကြောင့်ငါကလူကောင်းသူကောင်းထက်လူစိုးသူစိုးကိုပေါင်းချင်တာ။အဖေဒီသူအဘိဓမ္မာနဲ့လူစိုးသူစိုးများနဲ့ပေါင်းတင်တတ်တော့လဲသူကိုယ်တိုင်မှုမျိုးတွင်နမဲတင်ရှားလာသည့်အထက်တန်းကြောင့်အောင်စရာကြီးဖြစ်ပါ යි ။ ဖော်ပြပါကိုဟာကိုတီထောင်နေကြသောရွာကလေးတို့ရောက်ပြီးဇလားမြအကြာဇနီ၌အဖေသည်လမ်းလျှောက်ရာမှအပြန်အဖေနှင့်အတူအသားဖြစ်ဖြူအရှက်မြင့်မြင့်ကိုဟန်တို့နှင့်ရောင်တုံးကြီးနှင့်လူတယောက်ပါလာသည်ဒီလူကြီးသည်အဖေတက်ကြီးသည် အသက်50ကျော်မြင့်သို့သောသူ့အမွေအားသည်မျက်နှာကိုမသိပြုံးဆဆနှင့်နေသက်သည် အဖေက အမေအားလက်ဖက်ရည်ချမ်းနှင့်ဇနကယူစီ၍ထိုလူကြီးကိုအဲ့ခံစေသည် အချိန်တန်ကြာပြုံးဆုံးပြီးနောက်မှာထိုလူကြီးထပြန်တွေ့အဖေကနောက်နောက်လေးလာရောက်လေးပရန်ဖေးခေါ်သည်အမေကအဖေဟာထိုလူကြီးအိမ်မော်ဆင်းသွားပြီးနောက်မှာဘေကမိတ်ဆွေတွေ့ခဲ့ပြန်တာလေအဖေကပြုံးစီစီလုပ်ပြီးငါဟိုနေ့ကအနောက်ဘက်ကန်ကူသွားတော့အဲဒီကလူတွေစီးပြောကြတယ်အဲဒီဟိုဘက်ပုံပုံရွာမှာဓမြလူစုကြီးဘိုးစိန်နရှိတဲ့ဒါကြောင့်ငါ့ကိုတူဦးတယ် ဲ့ဒီအရှိဘက်ကမှမနေပဲသူတို့နဲ့လာနေပြီးဆွဆွယုံယုံနေပါလို့ပြောကြတဲ့ပေါ့ဒါနဲ့ငါဒီနေ့မနေ့ပြန်လမ်းလျှောက်ရင်းအဲအော်ဖော်ရကိုတော့ပြီးခုနကလူကြီးကိုရှာခေါ်ခဲ့တာကလရွှေအဲ့ဒီသူတို့စောက်ရှိပါနေကြတဲ့ဓမြလူဆိုးကြီးဦးစိန်နာလေးပေါ့သူအရင်အင်္ဂလိပ်လက်ထပ်ကြီးကဓမြခဏခဏတိုက်ပတ်တဲ့ထောင်ခဏခဏချဘူးတယ်ကဲအခုမင်းတို့မြင်ရတော့ဘယ်လိုသဘောရလဲ ရေတွင်အနားနိုင်နားထောင်နေသောသမီးလက်ကဟင်အဖေလူစိုးသမီးကလည်းနှွဲ့တီနှွဲ့နှောင်းရုပ်ကားလည်းဆက်ဖြည်းဖြည်းနဲ့ချောက်ဆရာမကောင်းဝဲအမြင်ကက်ဆရာကြီးရင်းနိုင်အဖေကသမီးကိုတစ်ချက်ဆူကြည့်လိုက်ပြီးလူတယောက်ကိုခဏနေုံနဲ့အပေါ်ရန်ကြည့်ပြီးမျက်စုံပြစ်ပါနဲ့သမီးဟိုခန်းခန်းကောင်ပြောလိုက်ရအဖေမကြိုက်မှန်းတည်တည်နဲ့နောက်ထပ်ဘသူကမှဘာမှမပြောချတော့ကြီးဤသည့်နောက်ပိုင်းတွင် သမယလူထွက်ခြင်းဥစိန်နာသည် မကြာခဏအင်းတို့ပေါ်ပေါက်လာတသည်သူအားသမယလူထွက်ဟုဆိုရသည်မှာသူသမယမတိုက်တော်သားလင်းငါးနှင့်ကြာပါပြီတဲ့သူဘင်းဆက်ကလေးရသမယတိုက်ခြင်းလေးကိုခံသွားပါတယ်သူအချမ်းကိုသူပြောပြလေဟာကျုပ်သမယတိုက်တော်မှာဆိုတကူရောပြဘယ်တော့မှအဖို့လုံးမပေါ့တိုက်ရင်လည်းငှက်ကြီးတောင်ဓာတ်တစ်ချောင်းနဲ့ပဲအင်းရှစ်ပစ္စည်းဘယ်တော့မှအကုန်မယူများရင်လေးပုံတပုံနဲရင်တဝက်ဒါပဲ နော်ဘီသူများတွေလုံးမရှိစေရလို့တမားတိုက်စားတာမဟုတ်ဘူးတွေးတွေကိုပါလာပြီးတိုက်ရတာစိတ်ထဲတိုက်ချင်းစိတ်ပေါ်ရင်အရင်ကမတိုက်ပဲမနေနိုင်တော့ဘူးဒါလေတနစ်မှာတစ်ခါနှခါဆိုလို့တွေးဆိုးပေါ်လာပါဗျနောက်ဘေးနဲ့တွေးတော့ချုပ်စိတ်ဟာပျော့ပြောင်းသွားတယ်ဘိုးတို့ကလို့တိုက်ချင်းခိုက်စင်စိတ်မရှိတော့အဲ့ဒါနဲ့ပြင်ရှိရပစ္စည်းလေးတူခွဲလိုက်ရှူလိုက်နေကြတာအခုတော့ဘာဆိုဘာမှမကြံတလောက်ပါပဲဗျာ ကျုံမှာအဖို့တန်မြစ်ဆေးဆိုလို့လက်ဆွဲတော်ငါးကြီးတောင်းမယ်ကျန်တော့နေသူကတော့တည်တည်အထိမပြည့်ရနိုင်ပါဘူးဗျာအဖေကဒါဖြင့်မလို့တော့ခုခုလုပ်ဖို့တိုင်ကျုံနေသည်ဘင်းကိုလည်းဆရာသမားနဲ့ဆေးဝါးနဲ့ဖြတ်ဖို့ပြောရရင်းကမြက်ကလန်စံပြားနဲ့လဝါတကကတားလက်အမလီဆရာရင်းကျုပ်ပါတော့အေးစစ်စစ်ကောင်းကောင်းငုံနေပြရစီကျုပ်ကမွေးကလေးရဓမြသွေးပါလာတာပြောကြရောဆရာရင်းအဲ့ဒီသွေးကို ဘင်းကလေးနဲ့ကူစားထားရတာကတဲ့ရဲ့ဘင်းပြက်လို့အဲ့ဒီတွေးဆိုတွေးမိုင်ပြန်မလို့ကျုပ်ဘယ်နဲ့လုပ်လဲကျုပ်ဓမ္မပြန်ပြေးသွားလိမ့်မယ်နိုဘီခုနဲ့ဇပန်နေရလဲဓမ္မဆိုထောင်ချမနေတော့ဘူးတပြစ်ဆိုခဲ့ပြမလုပ်ပါနဲ့ဆရာကြီးကျုပ်မင်းစားဘဝနဲ့ပဲသဆုပ်ကလေးရှိပြစေဦးအဖေကသူ့အဖေသမားကိုသဘောကျစွာသူ့ကျော်ကိုတပြက်ပြက်ရရင်တဟာဟာရေမောနေလိမ့် ထို့သောအဖေ၏၎င်းမိတ်ဆွေကအမေနှင့်သမီးများကတိတ်ပြီးသဘောမတွေ့ပေနေ၏အဖေကြောင့်ဆိုသောအဖေ၏မိတ်ဆွေကြီးသည်ဘာမှမမေ့မရအလုံးမလုံးတော့လဲအိမ်သို့မကြခဏလာ၍ဟောဟာဒီဟာချစ်တတ်ငါတတ်သည်ငါသည်ဆိုတော့လဲဘယ်တော့မှပြန်ပေးလိမ့်မရှိသေးကျင်းတွေတွင်ဥစိန်သာအိမ်ပေါက်လာ၍ထူးထူးခြားခြားအဖေအားမကြဘူးသောဇကားကိုဆိုလေသည်ဆရာဆရာကျုပ်အကျဉ်းတစ်ခုရလာတယ်ကျုပ်ဟာကျုပ်တွေ့ချက်ကြည့်တော့ တော်တော်အကျိုးရှိမဲ့အလုပ်ပြ။ကိုစိန်ကတော့ဖျားမအလုပ်စကားကြားရတော့အဖေမအာအသွန်သွားပြီးမှပြောရလေကဘလို့အလုပ်မျိုးလေးဦးစိန်နိုင်။ဂျပန်စစ်တပ်ကို6ပါတီကန်နိုင်တွင်မို့လေ။အဖေမညရင်ထမတဲ့ရေမိုင်းဂျပန်6ပါတီဆိုင်လို့ကြောက်ကြမှုပေါင်းပြ။တို့တော်သူကအရှုံးမပေးပေးအဖေတို့ကိုလက်နဲ့တို့ပါတို့ပါ။ဆရာရင်ဆရာတော်မကြောက်ဘူးတဲ့။ကျုပ်ကိုတွေးပြ။အရင်တပတ်ကောင်က ဂျပန်စစ်ကကထုံး80စင်ခေါ်လို့တကြီးကကျုပ်ခိုင်းတာနဲ့ကျုပ်ကလှဲမာဝီမြုပ်ပေါ်ကိုတောပို့ပေးရတယ်။ဂျပန်ကပစ္စည်းကောင်းကောင်းနဲ့ဒုတက်တဲ့ကြတာနဲ့ကျုပ်တို့များတိုင်းကစတိုင်ချက်ချက်နဲ့နောက်ဝေတက်တဲ့အခုတော့ဖင်ပေါက်လိုဖားထားရတဲ့ဘောင်းမီနဲ့တောင်ဝင်မသွားရဘူး။အိမ်ဝါရှိတဲ့ဂုံဒီအုပ်ကိုဓာတ်နှစ်ဖက်ဒါနဲ့ခုတ်ဖြတ်ပြီးအပေါင်းနှစ်ပေါက်ခြေနှစ်ပေါက်ခါမှာရှိုးနှစ်ပါးကျိုးဟောင်းတစ်ခုနဲ့စုစည်းသွားရတော့ဗျ။ ိုကြတော့ဂျပန်ကဝိုင်းကြည့်ပြီးကြားတယ်။အဲ့တော့ကျုပ်ကကျုပ်စီရဲ့ပုံကိုပြောပြတော့တကယ်တည်းဂျပန်ကတနာမီကျုပ်ကိုချာပါတီတွေချွေးလိုက်တာဗျ။ဘိုက်ကားရောသူတို့ရဲ့အပတရားစားကြတာပဲဗျ။အဖေကသူ့စကားဖြတ်ရင်ဒါနဲ့ဂျပန်ကခမရကိုချာပါတီကင်လိုက်တယ်မို့ပြောလိုက်ရလား။မပြောပါဘူးကျုပ်စိတ်ကူးရတာလေ။သူတို့စစ်တပ်တစ်ခုလောက်မှဒီနေ့အချက်တထောင်တွင်းရရင်လေ။ကိုဖြစ်ဘလောက်ကြံလင်းမြန်စိတ်တွက်ကြည့်လေအောင်မဲမနေဘူးဗျ။ အဲအဲ့ဒါနဲ့အိုင်းနေထူးထူးခြားခြားဖြစ်မဲ့အမတ်တရားပြောအောင်မလေးအပြောင်းမလဲကအခုန်ကြီးတောင်းကလေးတောင်းစင်းမှုနွားငယ်ရလေးအိမ်ပြန်ဆိုရော့ပြေးလိုက်တာဗျာဘလုံးလိုက်ချတယ်လို့ပါပဲတဝိဝိနဲ့တောင်းတဝက်လောက်ရောက်တော့တောင်းဆောင်မှာအင်္ဂလိပ်လေးအိမ်ပြန်တစင်းနဲ့ဝင်တိုက်မိမလို့ဗျတကယ်တဲ့ဂန်ကြီးလို့ပါကျုပ်ကအတိုင်နွားဆွဲပြီးအလှဲ့နွားဖြင့်ကျင်းနဲ့ထိုးရှောင်မေးလိုက်လို့ဗျဒီဒီလေးလို့သွားပြီးမှလေးမြန်ကတပြန်ပြန်လှည့်လာပြီး ေးမြန်မောင်းနဲ့အင်္ဂလိပ်ကပနင်းကဖွင့်ပြီးခေါင်းမူလက်ပြရင်ချက်ကိုဆလမ်းပေးပြီးတိုင်းကျူးလို့ပြောသွားတဲ့ဆရာရဲ့ဖေမှာအာဘတိယရေမောလေသည်သူပြန်သွားတော့အခါမှာအမေကအဖေအားတော့မိတ်ဆွေကြီးပြောသွားတာလေဟုတ်မှဟုတ်ရဲ့လားဟိုမေးစမ်းခြင်းရအဖေကဟဲမင်းကလည်းငုံအောင်ကောဘိန်းစာဘိန်းမှုနဲ့တွေ့ကြရသူ့စိတ်ကူရတာလေပြောပြောသွားတာပဲကော သို့တော့အဖေသည်ရင်းလုံသူ့မိစေများကပြောနေသည်မှာယုံမှတနေရရှိသောအမှုရာလောင်းဝမပြစိတ်ပါဝင်စားစားနားထောင်နေတတ်သည့်သာဖြစ်ဒီလိုမဟုတ်မှန်သိတာတွေနားထောင်ရတာမဟုတ်တာတွေအဟုတ်ထင်အောင်ပြောတဲ့စကားမျိုးတွေကြားရတဲ့ကောင်းနေကော့ဟိုအဖေကမှတ်ချက်ချလိရှိသည်တခါတော့ဥစိန်နာသည်ပါစိတ်ကူရမည်မသိအိမ်ပတ်လဲရှောက်ခြင်းဇရာတို့အိမ်တို့ဘာလို့ဆောက်တာဟာစစစာစွန်းတို့တကားဟုတ်လို့မှမဆောက်ကောင်းဘူးအခုဆရာအင်္ဂါတကားဟုတ်ချနေနေ အဖေကအော်ဟုတ်ပါ့ကံကုတိုင်းရတယ်ဆိုတော့တရားနဲ့နေအောင်ဆောက်တာပဲတရားဥကြမှာပေါ့ဗျာကျောင်းကဒါမျိုးတွေအယူဆမရှိပါဘူးဟိုပြန်ပြောသေးကိုဦးစိညာကမကြည့်နဲ့ပါစပ်မှာပြစ်တောက်ပြစ်တောက်လုပ်ခဲ့သေးသည်အဖေတို့အိမ်မှာပေး50များကျဲသောချောင်းကလေးကမ်းမတွေဖြစ်သည်ဒီချောင်းမှာအနောက်ကမ်းမနှင့်အရှေ့ကမ်းမကိုရန်ဝါတရားရှိသည် အဖေသည်ဒီတရားအနည်း၌စောင့်သည်ဖြစ်၍တရားဟုလည်းဆိုနိုင်သည်ချောင်းကလေးသည်မြောက်မှတောင်းသို့ဆင်းဆင်း၍ အိမ်နဲ့မနီမဝေတစ်ခေါက်လောက်လေးအမြင်မအနေတို့စိတ်ကြနေတဲ့ဖြင့်ရေစီမအေးတယ်ကိုလေးတပွဲဖြစ်နေတတ်ပါသည်။တညာသည်ညဦးကလေးကမိုးတဲထန်စွာရွံ့နေရာတဲ့အိမ်လုံးမှာမိုးအေးအေးနဲ့အိပ်ပျော်ကောင်းနေသည်။၎င်းရဲ့ကြောကြောနဲ့အနောက်ကမ္ဘာမှာစီနံစင်ညာအတန်ကြား၍အဖေလန်းတို့ပြီးနားထောင်ရခါတိုင်းကတဲ့လို့အိမ်ထောင်ပိုက်ရေတပုန်လေးမှာရေကြတံမစား၍အိမ်တကားဖွင့်ခြင်းနေတော့မှအိမ်ကပြင်ပေါ်ရေရောက်ချပြီး အင်္ဂပြင်းအစင်းနဲ့အိမ်အမြင့်မှာတပွေခွဲတော့တာခွာချလိုက်ရာရေတဲ့တီတိုးလာပါကမကြခင်အိမ်အထက်မြုပ်တော့ဝင်ပြီဒီတို့ပြအဖေသည်အလွန်အလတ်တကြားအင်သားများကိုနုမိခွက်တီထုံးပစ္စည်းတွေဟိုတင်တည်တင်လို့ရေလုံးတန်ကြီးလဲတော်ဝုံရိုက်ခတ်တဲ့နဲ့ဓာတ်ဖက်ခမ်းမဆိုးရင်ဆူညာအဟိတများကိုလဲစားရလေသည်အနောက်ဘက်ကမှကုန်းမြေပေး၍အရှိကမ္မထပ်ပို၍မြင့်လေသည်ဖြစ်စီလာသမ ्या ရေလုံးသည့်အရှိဘက်ကသာ ြည့်စင်နေတဲ့ဖြစ်အဖေတို့အိမ်ရေလဲရောက်နေခြင်းဖြစ်တော်သည်ဆရာတို့ဒီဘက်ကူးခဲ့ပါလားတကားရှိသေးတာပဲတော်တော်တတော်မှာရေမြုပ်နေကဝါးငါလုံးအနက်သုံးလုံးတန်ရှိတော်သည်နှလုံးရေစီးနောက်ပါသွားကြပြီလူကြီးများကိုးနိုင်မဖြစ်တော်လဲခလေးများနေမဖြစ်ဂျန်နီဝါးသုံးလုံးတတော်ကလည်းရေစီးအားနဲ့ရိုင်နေနေမိုးကဆဲလေပြီတော်တော်ရေစားကအကောင်စင် သုံးလေးနှစ်မှာတစ်ခါလောက်ဖြစ်တတ်သောတောင်ကြီးဝါဒရာလေးသည်လက်တန်းရောပါရောတလုံးမှပါသွားလေရာနောက်ဆုံးတွင်လူကြီးပင်မကူနိုင်တော့အချင်းလေးတို့ရောက်လေပြီခြေဘက်ကုန်းမရှိအောင်တောရံနဲ့အိမ်ကရေကပြင်းပေါ်တွင်ရေလွှမ်းနေရင်ရေတီရင်ကောက်လောက်ကစာဆင်ရမည်ရေစည်းကလည်းတန်နေသည်ဖြစ်လေရောကလေးတွင်မြေတုံးမြေပုံလိုရမင်းမျိုးအဖေနဲ့အမေတို့မှအကြံရချက်နေပြီ။ တဖြင်းဖြင်းနဲ့ရောင်နေပြို့၍လင်းရောင်နဲ့ပေါ်လာလိမ့်ပြီးခြေက တိုက်၍တွေ့၍လာနေပြီတပတ်ကန်းကလူများသည့်အိမ်နာချုပ်ပြီးရေစိမ့်၌မြောပါသွားသည့်အထိတွေးတာပူပန်ဆိုရင်ကြသည်သို့သော သူတို့ဘာမှမတတ်နိုင်ရှင်းခိုက်တွင်အနောက်ဘက်ကန်လလန်ချောင်းအထက်ဘက်စီမှဆရာကျွန်တော်လာပြီဖို့ဘာမှမပူနဲ့သို့သောအတန်ကျဲကြီးနဲ့အတူကရောင်းကြိုက်တကားကကျိုးတဖက်ကိုသူ့ကိုယ်တွင်ဇလဲတိုင်းထားသောဦးစိန်နာသည့်ချောင်းအထက်ဘက်စီမှ အဖေတို့အင်စီတလဲခုတ်ကူလာခဲ့သည်ရေပန်းတော်ဖောက်ဖွားနေအားလုံးကတန်းအောင်အတော်ငေမောကြည့်ရှုနေသမားပင်အဖေအိမ်မောတို့ကြောက်လာလဲသူ့မျက်နှာကထုံးစံတိုင်းကြုံဆာဆာနေပြီဘာမှဆိုရင်မနေနဲ့ဆိုပြီးသူ့ကိုကကျိုးဝဲကိုဖြောက်တပတ်စာနဲ့သူ့ရင်မနဲ့ပခုံးနေတာခလေးငယ်တစ်ခွက်ကိုရင်ဝင်ပိုက်ပြီးသူကရေစုံမရေရရစင်အဖေကအနောက်ဆုံးမှကျိုးစာကိုတင်းတင်းကန်ကန်လေးအမင်းနဲ့ ခလေးခချီချီများကအလဲခါချုပ်ဝဲကိုကလည်းမချောင်းမလင်းရေးလေးကိုရေးတော်နေဖြင့်အရှိဘတ်ကုံမြင်သောအင်သားအလုံးကောင်းမွန်စွာယောက်ျားလေး။နှွားချောင်းသားများဆောက်လုပ်ထားသောဒဲနိုင်ခေတ္တစားတဲကြရသည်။နောက်အိမ်မမကြံခဲ့သော စားတောက်စရာများနဲ့အချို့ပစ္စည်းများကိုဥစိန်သားနှင့်အဖေတို့ပြန်ယူကြသည်။ရှင်တော်အဖေအလုံးကိစ္စချုံမောသွားကြလေ။ရေကချိုတဲ့ရပင်ကြီးသည်မွန်ဒေလာမှာအင်းအထက်မြုပ်အောင်ချက်ပြီး နောင်နေနဲ့အတူပြန်ကျသွားသည်ညနေ၌အိမ်သို့ပြန်နိုင်၍ရင်းတယ်မှဆား၍အိမ်သားအလုံးများ၏စိတ်တွင်ဥစိန်နိုင်၏ပြုံးဆဆမျက်နှာကြီးကိုအမြင်ကပ်ဆရာကြီးဟုမယူဆတော့ပဲချစ်ဆရာကြီးအားကိုးဆရာကြီးဖြစ်သွားလေတနေ့၌ဥစိန်နာအားဧကံကုန်ပြွယ်တွေအဖေကကိုစိန်နာခမည်းသိတော်တယ်ဗျဒီလိုကျုပ်တို့ရေပြေးဒုက္ခရချိန်မှာကျုပ်ဝင်စီဆလဲတိုင်းလာလို့ခမည်းပဲနဲ့စိတ်ကူရတယ်ဥစိန်နာကရေမောရဲ့ ကျွန်တော်ကဂျူဒီကြံစီထားတာကိုဇေယျရဲ့အဖေကအအောင်ကခမရကဒီလိုဖြစ်လိမ့်မယ်ဆိုတာဆက်ဆော့ကတင်းတင်းထားလို့လားမဟုတ်ပါဘူးဒီလိုဇေယျရဲ့ဇေယျတို့ဂျေစုကကျုပ်အပေါ်မှာများလာလေကျုပ်ကဂျေစုပြန်ဆက်ခြင်းနဲ့ဒီတော့ကိုတန်းနိုင်ဘက်ကစဉ်းစားတယ်ဘလို့လဲဆိုတော့ကောင်းတော့မကောင်းဘူးပါဇေယျဥပမာဓမြတွေကဇေယျအင်လာတိုက်တယ်ကျုပ်ကကျုပ်ငှက်ချီတောင်ကြီးနဲ့အချိန်မီရောက်လာပြီးနောက်ပေါက်ဓမြလေးတွေကိုမတိုင်တင်တယ်လို့ တိုက်တင်းနေလို့ရှိကြောင်းအော်ဝါဒလုပ်ပေးလိမ့်မယ်။ဒီတော့သူတို့ကဆရာတို့ကိုစစ်ကိုပြီးပြန်သွားကြရမယ်။ဒါမှမဟုတ်ဆရာအင်လူကိုသွားတယ်။ကျောက်ကဒီရက်တွေရမှာဘသူလက်ဆော့ခြေစောရှိရဲဆိုတာသိနေပြီသား။နောက်တတိမှာဆရာပစ္စည်းတွေကျောက်ကအကုန်ပြန်လာယူပြီးပို့မယ်။အဖေမှာဗဇက်အဟောင်းသားနဲ့နားထောင်နေရဦးစိန်နာကဆက်လက်ရေးအဲ့ဒီရေကြီးတဲ့ကိစ္စကတော့ဆရာကိုကျွန်တော်တရားဥပမာအိမ်မဆောက်တဲ့အကြောင်းပြောရတဲ့နေရာပဲစေကူရတာ ဒီချောင်းလေးရာဒီလိုပဲ၃နှစ်တခါရေးကြည့်တော့မတော်ဆရာအိမ်ရေးတွေဝိုင်းနေကျုပ်ဒီနည်းနဲ့ကယ်ဆယ်လိုက်မယ်ကိုကြံစီမိတယ်ဆရာအိမ်ဒါကြောင့်အချိန်မီချိုးတစ်ချောင်းနဲ့ရောက်လာတာပေါ့အဖေဒီခေါင်းကိုတဆက်ဆက်နေက အမေဘတ်တို့လှည့်ဖြစ်နိုင်နေဟုအင်္ဂလိပ်လိုမှတ်ဆက်ချလေသည်တနေ့ကအဖေနေမကောင်းထိုင်သာရှိ၍ပိတ်ရတဲ့လဲနေကဦးစိန်နာ ရောက်လာကနှပ်ပြီးနားထိုင်၍စကားဆက်မပြောနေရတဲ့သုံးတစ်ခုပြောဖို့ ချစ်တုံချတုံဖြစ်နေရပေါ်လာတဲ့ဖြစ်အဖေက ကိုစိန်နလိုရန်ရှိရင်ပြောလေဘာမှအားနာမနေနဲ့ဟုလမ်းခင်းလေးပေးမှသူကဒီဂျီတာကောင်းနေရဲ့ဒီလုံးစရာကျုံကြကအိမ်မမတည်းဝင်းညိုစင်တဲ့လူကြီးတယောက်ပေါ့ဒီတွင်အဖေဒီနေမကောင်းဖြစ်နေသည်ကိုတတိမေကလဲလျောင်းမှမချပြီကိုစိန်နလိုကလုတ်ပြမေဟေးစူစမအောင်ဝင်းညိုစင်တဲ့လူကြီးကခမရဘာရမြန်ပြောတော့တရားလေးပါလေရှစ်ခုခုလည်းရှိအောင်တပိပေးတော်သလား ခါတိုင်းဆိုရင်အိမ်မြလောက်အတိုင်းဖောက်ပြောမင်းလေးဥစိန်နာလေးအဖေနဲ့ပြောပြောရှင်းရှင်းလေးပန်းလေးရှိတော့လဲယနေ့တော့ခက်တီတနေပြီ။အိုးဆရာနဲ့ကျုပ်ဒီတက်ရွေးဒီတစ်ခါမှဖေဟာမရှိခိုးဖို့သေးပါဘူး။ဝါသနာလည်းမပါဘူး။ဘလို့ကြီးအမတ်တဲ့ပြောတော့တာတမျိုးပြ။အဖေကရွှေထုတ်တိပြောမိဖို့စိတ်ကူးရမှအင်းကြီးဆေးလိုက်ပြီးပြောစမ်းမအောင်ပြ။သူပြောတော့လာတာခတ်တူတူပဲမင်းတသိဖြစ်ချင်းရင်းနဲ့မင်းအဆွမ်းနဲ့ဘွက်မေးပွေရောတဲ့ဒါနဲ့ ရုပ်အေရကလန်နူရောဒီတွင်အဖေသမကအနားတွင်ဝိုင်းဆောင်နေကြသောတာမီများမှာတတော်တော်ရေမောရလျော်သည်ဘုစိန်နာကခလေးပိုင်းမြင်လှည့်ညံ့မောင်းကိုတာမိချနေလိမ့်ငါတကယ်ပြောတာမနေ့ဖျားငါမျိုးပေါ်သွားပြီးငါသားကိုသွားရောက်ရမယ်ကွငါရဲ့အစွမ်းစားဆိုတာအဲ့ဒီဓာပဲရှိငါကဒီဓာနဲ့အပေါ်ပွဲနဲ့လာခဲ့တာသူစိတ်ကူးနဲ့သူဟုံနေပြီဘသူမှချက်ရရမယ်မထင်နောက်တနေ့မှပြီးမြို့ပေါ်သူသွားရဲ့သူဓာကို15ချက်နဲ့ရောင်းပြီး ဝတ်မြင်တကောင်မွေးလာခဲ့လေသည် သူအိမ်မက်ရဝတ်မမို့တတိမဟုနာမည်ပေးလိုက်လေသည်ဦးစိန်ရသည်ငယ်စဉ်ကပင်မိဘမရှိတော့၍လူလားညောင်လေးကတကိုယ်တည်းသမ ्या တိုင်လေးထောင်ထဲသွားလင်းသူဖြစ်လျာယခုမရှိစဘူးတတိမကိုတန်ရုံစဉ်ကြီးလာတော့တော်တော်ရှစ်ချသည်သူဟွာမလေးကိုပြောင်းမှုစီမှချွေသည်ပြောင်းမှုစီကိုနူးလောင်အောင်ပြုတ်သည်အေးခံပြီးမှဇလားတဲ့ထဲချွေသည် စာကျွေးစဉ်တွင်ရိုးရိုးရိုးခေါ်လိုက်ပါကတတိမာသည် ရောက်ရာအရမတချွတ်ချွတ်မြေကအမိကလေးလှဲ့ကပတ်ခါပြေး၍လာသည်အစာဝပြီးဆိုသောအခါ၌သူတတခင်နာလာ၏ပုတိပုတလုံးသည်အဲ့တော့သူ့ချိုင်းကလေးကိုအသာလက်လေးနဲ့ပူပေးလိုက်ပါကခဏအတွင်မှဒိတ်အီမီကတုံတုံလေးချလိုက်တော်သည် သူ့ချိုင်းသာဆက်ပူပေးပြီးမကြမီအိမ်ပြောင်းသွားလိမ့်ဒီကဦးစိန်နိုင်နေစာဝူရာအလုပ်ဖြစ်သည် ဒါကိုအဖေဟာခေါ်ရေးပြပါပင်ကိုကတိစံချစ်သက်သောဆိတ်ရှိသူအဖေကသဘောကျလေသည်ဟူစိန်နာကျုပ်တခြားဝက်နှကောင်ပေးမပြခမောင်ဝက်မကလေးနဲ့လဲယူပါဟူစလင်ဟူစိန်နာမျက်နှာမကောင်ဖြစ်ခဲ့သည်ဒါကဝက်မဟုတ်ဘူးကျုပ်သမီးဟူ၍ပြောတတ်သည်သူဝက်မကလေးကိုအင်းမြချစ်သောဟူစိန်နာနောက်ပိုင်း၌တတိမလည်းအကောင်ကြီးသလောက်စာလုံးကြီးလာ၍ကျွေးမွေးနိုင်ရန်အတွက်သူအင်မတန်နှစ်တလာကောဘင်းကိုဖျက်လိုက်ရာတကူတမျှ မောင်ဘေးစားကြီးဦးစိန်သာသည် အစနိုင်ဖော်ပြခဲ့သည့်အတိုင်းအနေစာသဘောကိစ္စချောစီပြီးတတိမာသည်ကံကောင်းသောဝတ်မှလေးတကောင်ဖြစ်သည်သူနာမည်လာအောင်ဝတ်တတိမာလေးဟုဆိုရခြင်းသည်သူတခင်အောင်ရှိခြင်းကတဝူတည်းအဖြူစုယူရာကိုခံရသည်ယခု အဖေအိမ်ရောက်တဲ့တိုင်းသမီးအလုံးကြီးချစ်ခင်ချင်းခံရသည်တတိမာ ကိုယ်တိုင်ကလည်းသူ့ကိုယ်သူဝတ်မှကလေးဟုမမတ်တော့ လူမကလေးဥသာသူ့ကိုယ်တို့အောက်မေ့တင်သွားဆိုနိုင်ပါလေလူတွေနဲ့သာရောနှုံတွေထင်းနေလေအေးချမ်းသောတောင်ပိုင်းရှမ်းပြည်နယ်နေနေကင်းသို့မဟုတ်ညပိုင်းတို့မှာလူများမိလုံရတွေသူက တနေရာမှပေါဝင်စေလူတွေခြေနိုင်တုံးလုံးလေးကခြိုင်းစားပဆောင်တို့ကိုဇိန်နဲ့အဖုခံလျက်တဲအေးအေးနဲ့မိန်နေတတ်သည်ဒီတို့မိန်နေစေသူ့နှာခေါင်းပေါက်သို့မဟုတ်နေရွားကိုမျက်မင်ကလေးနဲ့ကလေးချက်ချင်းထားပြီး အနည်းရှိလူကိုပစတိဟာကပလက်ခွပလက်ခွနဲ့ကြိုက်မြေဟန်လောက်တက်သည်။နောက်မလောက်ပါဘူးတောင်းမှမှအပြန်အေးတက်သည်။တတိမသည်လူခေါ်ရာကိုလည်းလိုက်တက်သည်။လူခေါ်လိုက်ရင်ရရောက်ရာအယမအပြေးလာတက်သည်။သူကကစုံတိုင်းပြေးလာပြီဆိုပါကမဲမဲလုံးလုံးနဲ့ကုတ်နေတော့သူ့နရွက်ကမှတ်အထောင်မှနေအတူလှပါလေသည်။တတိမသည်ခလေးယူနေကစားရဲ့နှစ်သက်သည်။ ကလေးတွေကလည်းတတိမနဲ့ကစား၍ပြောကြသည် နောက်ဆုံးမှာတတိမသည်ဝမ်မာလေးတကောင်ထပ်အိမ်သားကလေးတစ်ဖွဲဖြစ်နေပေတော့သည် အဖေနဲ့အမေတို့စိတ်ထင်းနေလဲသူ့ကိုတာမန်ဝတ်လို့မဟုတ်တော့မိမိတို့ကရေဘေးအချက်တိမ်းမှကယ်ဆယ်ရတော့ဥစိန်နိုင် ကိုစားသူမဟုတ်မိဘမဲဥစိန်နိုင်သမီးကလေးကိုမွေးမြူနေရတဲ့တဘောထားလေစီစီအေးအချက်မြထားတန်ရောစင်းကမင်းဒုက္ခပင်ရမစီကို မြေဖြားခံရဖြစ်လေတော့သည် အကြောင်းမှာအချိန်ဤတို့သည်ပြောင်းလဲရတော့မည်အဖေသည် အမေရိကသာသနာပြုကျောင်းတစ်ခုမှကျောင်းဦးဆရာကြီးဖြစ်နေသည်ဆွေဒီကာလာဝဲရင်းတို့လူစားမြို့မနေတိုးရနေခြင်းသည်ဇပိုင်ဟုဆွဆွမ်းခံစရာအကြောင်းပေါ်လာနိုင်မလို့တို့လုံးကဂျပန်တို့အကြောင်းလဲအများတိကျကြီးအတိုင်းချက်ချင်းလာဖမ်းပေးလိမ့်မည်ထို့ကြောင့်မြို့တို့အများလဲပြန်ကြမည်ဖြစ်၍မိမိတို့အိမ်နဲ့ပြန်ရပြီးတော့မည် အများလဲ ပြန်ကြမဖြစ်၍မိမိအိမ်လေးလည်းပြန်သောအခါတတိမာကိစ္စကပေါ်လာလေသည် မြို့သို့ယူသွားပြီး municipal အိန္ဒိယအတွင်၌ကျောင်းအောင်ဆရာမကြီးကဝန်မွေးရမဖြစ်နိုင်သည်ဒီမှာတင် ရောက်ချပြင်းလဲရင်းအချိန်မှာတော့ရွာမှာဝတ်ဝယ်မေးသူမရှိတော့ချေအကြောင်းမှာဂျပန်တို့သည်တော့ရွာသို့ဆင်းဆင်းပြီး မတလှသေးနှင့်ဝိုင်းအိတ်ခါတော့ဖြည့်တင်းနေတော့ကြောင်းပင်သည်ရခင်က ဝေးခဲ့သူတို့မှလည်းဂျပန်များ စကံပြန်နဲ့ရောက်လာကအရွယ်ရောက်စားလောက်သည့်အကောင်များကိုရင်ငင်သွားပြီးတိတ်ငယ်သောဝက်ကလေးကိုစိရင်ကပ်ပါသည်မပြောင်မပြတ်အောင်မင်းမြူထားရမည်တဲ့တတိမမှာအစားရနဲ့ဝေသောချောင်းတပကန်တွင်တိမ်အင်းသေးသောကျောင်းအောင်ဆရာကြီးဟာမို့စကံပြန်ကဝက်မရှိတမ်းဟုတွက်ဆသောကြောင့်လုကင်းနေခြင်းဖြစ်သည်သောမဟုတ်လင်အရွယ်ရောက်နေပြီဖြစ်သောတတိမဂျပန်သားဖြစ်လာကြလာပါကော။ကဲအခုတော့မိတို့ရှင်အန်နီ မျိုးစုံပြန်ရန်ကန်တက်ပြီးတော့အခါဒုက္ခတော်နဲ့နဲ့တည်းမောင်ပွင့်နေမရှုမရဲမျက်နာကလေးနဲ့အဖေအားတဆုံတစ်ခုတီကျော်ပြောနေသည်အဖေသည်ရုတ်တရက်အချောင်းကနေဒေါသထွက်သွားပြီးဒါဘာတူပြတဲ့အချက်လဲမေးမောင်တီကပါတီပူလို့ရဲသူတို့ကြည်စီမံဆောင်ရွက်ပေးမယ်ဆိုမှခေတ္တစဉ်းစား၍သူစိတ်သူပြန်ချုပ်တည်သည်ရှင်ဘက်မှနှိတ်ချီမြင့်ချီနှင့်တပ်ပြင်းများရှူနေရဲအင်းကိုစိန်နဲ့ သူ့ဝတ်မှလည်းထိုးခဲပြီးတော့သူ့အတွက်ကောင်းမှုကုသိုလ်ပြုပေးပါပြောခဲ့တဲ့ဟုဆိုပြီးရုပ်လူပြည်ရောက်မှဒါနကောင်းမှုတစ်ခါမှမပြုလုပ်သေးဘူးဆရာရဲ့ဟုဒီကနေ့ခုစိန်သာပြောခဲ့တော့စကားလေးကိုပြန်တတိယပြီကဲမမွေမင်းမျိုးတဲ့နီလန်းပဲရှိတော့တယ်သို့တော့ငါမမြင်ရမကြားရအောင်လို့အဲဒီကရောင်းချတဲ့ပစံနဲ့ခုစိန်သာအတွက်သူတို့ရွာတဘာဝအတိုင်းတပိတ်တုတ်ခိုင်းလိုက်ပါကွာကြားလားအဖေဒီ ခရိရှားဘာသာဝင်ဖြစ်သည်ထို့သောသူမိတ်ဆွေကြီးဆန္ဒတိုင်းကြီးစီသည်ဥစိန်နာမှာရှမ်းတောင်တူလူမျိုးမိယောဖလာဗုဒ္ဓဘာသာဖြစ်ထိုညနေမှာကလေးများအားလုံးငိုကြသည်တတိမသည်မောင်မွေးခေါ်ရနောက်သို့ကျုံးမချီပဲခါတိုင်းလိုပဲအောင်မေကအမိကလေးတရရရနဲ့ပျော်ရွှင်စွာလိုက်သွားသည်တမျောတခလဝေးတော်နေရတပင်းတပင်းအာမလူကြီးသုံးယောက်ကမိတဖို့နဲ့ရှိနေနေသည်သူလိုရွက်ရတဲ့လေး ဝတ်ကုံမိမြိုင်ကြသည်သို့သောတတိမခမညာမတိရှာလူတွေညနေခင်းအေးလို့မိလုံနေကြသည်ဟုအောင်မေက သူလည်းထုံးစံအတိုင်းမိဖို့အနေတွင် တောလုံးလေး၍အချိန်ကိုအပုတ်ခံနေလေမကြာမီမှာရိုးရွာစွာခါတိုင်းလိုပုတ်နေသောလက်အစားချုံထက်သောဓမြရွှေခင်းနေတတိမကြီးစူးစူးဝဝအော်လိုက်သောအတန်ကြားရသည်မှာမောင်နှမအားလုံးသည် ကိုနာကိုပေးကား ခေါင်းချင်းဆိုင်နေကြသည်အဖေကထိုတလာရမှဆန့်ကျင်မနေရသောတော်ဟုံချင်းလမ်းလျှောက်ထွက်သွားလေသည်ကိစ္စအလုံးပြည့်စွေမောင်ပြည့်ပြေရောက်တော့အခါ၌တတိမမစီးနဲ့ကလေးခုနှစ်ကောင်ပိုက်ထဲတွေ့ရသည်ဟုကြားရသည်တွင်သားမိတွေတချီမိုးကြလေရိုင်းဖာဒီပေါ်လူကလေးမင်းဆရာက တွေ့တာတစားမှမြူကောင်လေးဆိုပေမဲ့လို့ဟောဒီမြင်မင်းကတကောင်တော့ယူသွားပါ ိတ်စားရခဲ့လို့ကျွန်တော်ကိုပြောပြသေးသည်ဟုဆိုသည်နှင့် အဖေကတောက်ချက်ချက်ခိုင်းလိုက်ပြီးမော်လီတပေါ်လူရဲ့ငါအသေးနှလုံးကိုထုတ်ပြီးငါစားခိုင်းတယ်လို့နေမှာပေါ့တော်တော်ဒီစကားတွင်ရတော့ဟိုမချစ်မခင်မျက်နာချင်းနဲ့ပြောလိုက်သည်စစ်စစ်တော့ချစ်မှန်တော့ချစ်မြတာတရားသည်ဘာသာရယ်လူမျိုးရယ်လူဆိုးရယ်လူကောင်းရယ်ခေါင်းရယ်တနာရယ်မခွဲချလူသားနဲ့တလိษံမှုရယ်တယောစင်မညီပဲမနည်း တတ္တလောကတွင်တသက်ဝါအလုံးကိုမုံမြတ်စွာရှင်းထောင်နိုင်သည်သာသည်ဒေါ်ရာရွှေဇလန်းလေးနဲ့ပြည်စုံပါမရှင်ခန်းစားနားစင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်